တင်ဆက်ပေးမယ့်အားကစားသတင်းကတော့မန်ချက်စတာနဲ့တင်ရလမကောင်းခဲ့ပဲရီယယ်တင်ကိုပြတ်နိုင်ပွဲဆက်ခဲ့တဲ့ချန်ပီယံလိအုပ်စုဆင်ပွဲစဉ်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2023-2024ဘောလုံးရာသီချန်ပီယံလိပြိုင်ပွဲအုပ်စုဆင်ပွဲစဉ်တွေကိုမနေ့ကဆက်လက်ရှင်ပြိုင်ကစားခဲ့ရာမန်ချက်စတာနှစ်သင်းစလုံးရလဒ်မကောင်းခဲ့ကြပဲလာလီဂါမှာရလဒ်မကောင်းနေတဲ့ရီယယ်ကတော့ချန်ပီယံလိမှာဂိုးပြတ်နိုင်ပွဲဆက်နေခဲ့တာတွေ့ရပါတယ်။ ။အုပ်စုကကြီးပွဲစဉ်တွေမှာမန်ယူသင်းဟာရှတ်တာဒိုးနဲ့အသင်းကိုအဝေးခွင်းမှာတရေတာကစားနိုင်ခဲ့ပြီးလေဗာကူစီသင်းလည်းနိုင်ပွဲပြန်ရခဲ့ပါတယ်။ရှတ်တာဒိုးနဲ့ကွင်းမှာမန်ယူသင်းဟာဝဲဘက်ရဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့ရှတ်တာသင်းကတိုက်ဆန်ကခြေပကိုပြန်လည်သွင်းယူသွားလို့တရေနဲ့သာချိန်နှက်ခဲ့ရပါတယ်။အုပ်စုဖွင့်ပွဲမှာမန်ယူကိုရှုံးပေးခဲ့ရတဲ့လီဗာကူဆင်အသင်းကလည်းအိမ်ဝင်းမှာဆိုစီတက်ကိုအနိုင်ယူနိုင်ခဲ့ပြီးဆိုစီတက်ကတော့နှစ်ပွဲဆက်ရှုံးပွဲကြောင်းအုပ်စုမှလှုပ်ဖို့မျှော်လင့်ချက်ဝေဝါးသွားခဲ့ပါတယ်။ အုပ်စုခဝေးပွဲစဉ်တွေမှာလာလီဂါမှာအခြေအနေမကောင်းတဲ့ရီးရဲ့ဟာကိုပင်ဟေဂင်သင်းကိုအင်ကွင်းမှာလေးကိုပြတ်နိုင်ယူနိုင်ခဲ့ပြီးနာမည်ကြီးဂျူဗင်တက်စ်ကတော့ဂါလာတာစီးသင်းကိုတည်ရကျသွားခဲ့ပါတယ်။ရီးရဲ့အတွက်အနိုင်ကိုတွေကိုစီရိုနယ်ဒိုနဲ့ဒီမာရီယာတို့ကနှစ်ကိုးစီသွင်းယူခဲ့ပါတယ်။ဂျူဗင်တက်စ်ကတော့ဂါလာတာစရီအသင်းကိုနှစ်ခုနှစ်ခုနဲ့တည်ရတာကစားနိုင်ခဲ့ပြီးနှစ်ပွဲဆက်တည်ရကြသွားခဲ့ပါတယ်။ ်အုပ်စုကငယ်ပွဲစဉ်တွေမှာအိုလံပီယာကော့စ်တင်ဟာမီထရိုဂလူးရဲ့ဟက်ထရစ်အသင်းကိုနဲ့အန်ဒါလက်စ်အသင်းကိုအဝေးခွင်မှာ၃ဂိုးပြတ်အနိုင်ရခဲ့ပါတယ်နမကြီး PSD အသင်းကလည်းဘင်ဖီကာအသင်းကိုတိုက်စစ်မှုအီဗရာဟီမိုဗစ်နောက်ခံလူမာကွေဟို့စတိုရဲ့သွင်းကိုတွေနဲ့၃ဂိုးပြတ်အနိုင်ရခဲ့ပြီးနှစ်ပွဲဆက်အနိုင်နဲ့အုပ်စုထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပါတယ်။အုပ်စုကကြီးပွဲစဉ်တွေမှာ CSKA မော်စကိုအသင်းဟာအင်ကွင်းမှာပါဇန်အသင်းကိုခက်ခက်ခဲခဲကစားပြီး၃ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ နမကြီးမန်စီးတီးတင်ကတော့လက်ရှိချန်ပီယံဘေးရန်မြူနစ်တင်ကိုအင်ကွင်းမှာကိုးပြတ်ရှုံးနေခဲ့ပြီးထိုက်တိုက်တွေ့ဆုံမှုမှာအသာမရခဲ့တဲ့အစဉ်လာကိုဆက်ထိန်သွားခဲ့ပါတယ်ဘီအမ်ယူနဲ့အတွက်ကိုရီကိုရီဘာရီမူလာနဲ့ရောဘင်တို့ကသွင်းယူခဲ့ပြီးမန်စီးတီးအတွက်နှစ်သိန်းကိုနီဂရီတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်ရှင်။